ဟုတ်ပြီ podcast studio မြောက်ပလီကနေကြိုဆိုလိုက်ရပါတယ်ဒီနေ့မှာတော့ကျမ Grace နဲ့ကျမ Isabella တို့ကနေပထမပတ်က vlog ပိုင်းဆွေရဲ့ self development နဲ့ပတ်သက်တဲ့ podcast လေးကိုမြင်ရပြီး lifestyle ဘောဘလို့ပြောင်းလဲစီမယ်ဆိုတာကိုဆွေးနွေးကြမှာပေါ့နော်ဟုတ်ပါပြီဒါဆိုရင်ပထမဆုံးမိကွန်းလေးကိုကြည့်ရအောင်နော်ဒီမိကွန်းလေးကဆိုရင်တော့ပထမပတ်က vlog ပိုင်းဆွေပြောသွားတယ်လို့ပဲပေါ့နော် အဲ့တဲကကိုဝါဒနာပါတာဒါမှမဟုတ်ရင်စိတ်ဝင်စားတာလေးတွေကိုတနေ့ကိုနည်းနည်းချင်းစီထက်လောက်သွားရင်ရမယ်လို့ပြောရရယ်နော်ဟုတ်တယ်ရှင် podcast ရဲ့အစောပိုင်းမှာပြောသွားရခြင်းနဲ့နော်အဲ့လိုဆိုမှကိုငငယ်ကပေါ့နော်ကိစ္စလေးတတိရသွားတယ်ဟုတ်လားပြပြပါဒီလိုပေါ့ငငယ်ကကြာကြောက်မှသူများတွေက diary ရေးလေးရှိကြရယ်ပေါ့နော်အဲ့မှာကိုကလည်းသူများတွေလိုရေးချင်တာပေါ့ဒါပေမဲ့တခုရှိတာကကိုကစာရေးအရန်ပြင်တာ ဲ့တော့ကိုကတနစ်ကိုနည်းနည်းစီပေါ့နော်ရေးကြည့်တာအဲ့မှာတဖြည်းဖြည်းရေးတဲ့သွားရင်လည်းအခုကြာနေတိုင်းရေးရေးဖြစ်လာတယ်อืมဟုတ်တယ်เนาะအလေးထားတသိလေးတွေအနေပြီးတော့အလေးချင်းတစ်ခုဖြစ်သွားအောင်ကြောင်းလိုက်ရတယ်လို့ပဲဟုတ်တော့ကြာတော့မကောင်းတဲ့အချက်လေးပေါ့နော်အဲ့ဒါဘာလဲဆိုရင်ကိုကထမင်းစားပြီးရင်ပကံမစည်းချင်တာပေါ့ပြင်တာပေါ့နော်ပြရင်လူကြီးတွေကလည်းဆူတာပေါ့ကိုကတော့အဆုံခံခြင်းမကြိုက်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ပြင်တယ်ပြင်တဲ့အခါမှာအစပိုင်းကတော့မမိသွား ဒါပေမဲ့နောက်ပိုင်းကျတော့ရလာတယ်အခုဆိုရင်တော့လူကြီးတွေပကံကိုပကံကဈေးလေးရှိနေပြီ။အော်အဲ့ဒါကတော့လူငယ်တိုင်းပဲပေါ့နော်။အလူမျိုးပြင်တတ်တာကတော့။ကဲ next question ကို move လိုက်ကြရအောင်။ next question ကတဲ့။ um ကိုကင်ပေါ့နော်။ lifestyle မှာမှားတယ်မှန်တယ်ဆိုတာမျိုးတော့မရှိဘူးလို့ထင်တယ်။อืมကိုကတော့ lifestyle ကိုမှားတယ်မှန်တယ်လို့တော့အဆုံးလို့တာမျိုးချက်ပေါ့နော်။ကိုရဲ့လောက်ရဲ့ကို lifestyle ကသူများကိုထိခိုက်မလားဆိုတာမျိုးပေါ့။ဘယ်လိုမျိုးလဲ။ ဒီလိုပေါ့ဥပမာစလိတ်တောက်တက်တဲ့သူဆိုရင်ပေါ့သူ့ရဲ့ lifestyle ကသူ့အတွက်သူတော့သူပြောတာသူလုပ်တာကောင်းတယ်ပေါ့နော်ဒါပေမဲ့အခြားသူနာကသူတွေတက်ကြဒီစလိတ်ငွေရှင်နဲ့ရှူမိတဲ့အခါမှာယောဂါတွေဖြစ်နိုင်တာမျိုးပေါ့အော်ဟုတ်တယ်နော်ไทม์แมนเนี่ยตะคะตะเลจ๋าเลยปะวินจินဆိုတာအပြစ်ကိုကိုရှာပြီးတော့ပြောတတ်တယ်လေ ဲ့တော့ကိုကိုပြင်ပျော်နေပြီးတော့ကိုပတ်ဝန်းကျင်နဲ့ကိုချိရတဲ့လူတွေပေါ့မထိခိုက်ရင်တော့ဒါကမှန်တဲ့ left hand ကိုတော့ယူဆလို့ရမယ်ဒီနေ့ကဲဒါဆိုရင်ကျမတို့ဒီအပတ်ရဲ့နောက်ဆုံးမိကွန်းလေးကတော့အရှိအပတ်ရဲ့ဒီ study motivation assignment မိကွန်းလေးပေါ့။ life sign ကိုပြောင်းဖို့ဆိုဘယ်လိုလုပ်ရမလဲပေါ့။အာကိုကထင်ပေါ့နော် life sign ကိုပြောင်းဖို့တော့လိုမယ်လို့မထင်ဘူး။ အာခုနကဆက်လက်တောက်တဲ့ပုံစံပေါ့အဲ့လိုမျိုးဆိုရင်တော့ဒါပြောင်းနေတဲ့ပုံပဲပေါ့နော်အဲ့ဒါကကြာဟိုအရှိဘက်က vlog ပိုင်းစုကအမပြောတလို့ပေါ့စမယ်ဆိုကိုမဟိုမရှိလို့အားလုံးညာလို့ဆိုပြီးအကြောင်းပြချက်ပေးနေမယ်အစားအခုပြောင်းလဲမယ်ဆိုရင်ဒါကဘို့ထိရောက်မယ်ထင်နေရှင်။ဟောဟုတ်တယ်နော်။ဟိုလာဆိုရင်တော့ဒီလိုကြီးပြောင်းလဲဖို့ဆိုရင်ပေါ့နော်။ဥမာကိုလိုက်စံတကယ်မနိုင်လို့ခံစားရင်တော့ပြောင်းလဲမယ်ပေါ့။ ဥမာဆိုရင် Yiza Han နဲ့ Crash တို့စီကနေပြီးတော့ move ပုံမှန်ပေါ့နော် Never Gale ကနေပြီးတော့ပေါ့အဲ့ဒါဆိုရင်ပထမဆုံးအနေနဲ့ကသူနဲ့ပတ်သက်တာတွေကိုဖြတ်ဖို့ပဲပေါ့နော်ဒါပေမဲ့အဲ့ပထမဆင်အားကိုတော်တော်လေးခက်နေရဟုတ်တယ်နော်အဲ့လိုမျိုးတစ်ခုခုကိုပြောင်းလဲမယ်ဆိုတာမျိုးကပထမဆင်ကတော့အခက်ခဲဆုံးပဲဒါပေမဲ့ကြာလေးလေးအခြားဆင်တွေရောက်လေးလေးပိုလွယ်လေးပေါ့နော်အော်နော် ကဲဒါဆိုရင်တော့ဒီတစ်ပတ်ရဲ့ကျမတို့နေရာရဲ့ podcast လေးကတော့မိုးပွင့်ခြင်းများနဲ့အတိတ်ကိုတတိယရင်မျက်ရည်တွေကပြီးဆုံးခဲ့ရပါပြီရှင်ဒီနေ့ podcast လို့လေးစိတ်ဝင်စားရဲဆိုနောက်ပတ်တောက်ကြနေမှာလဲဘယ်လိုအကြောင်းအရာတွေပြောမလဲဆိုတာကိုသိရဖို့ top ရဲ့ facebook youtube twitter တို့ကို like and follow လုပ်ထားပြပအောင်နော်